ဒီ buff တွေနဲ့ပတ်သက်ပြီးတော့ဗောနော်ကျွန်တော်တို့ဘာကိုမှတ်ထားရမလဲဆိုလို့ရှိရင် အခြေခံအားဖြင့်အရင်စမှတ်ရမှာက buff နဲ့ပတ်သက်လာရင် အမျိုးအစား၄မျိုးရှိတယ်ဆိုတာကိုအရင်မှတ်ထားပေးရမယ်ဗောနော်အဲ့ဒါတွေကဘာတွေလဲလို့ပြောလို့ရှိရင်နံပါတ်1 buff to be buff to have buff to do model buff ဆိုပြီးတော့၄မျိုးရှိတယ်ဗောနော်ဒါကိုအရင်မှတ်ရမယ်ဗောနော် Okay အဲ့တော့ buff နဲ့ပတ်သက်လာရင်၄မျိုးရှိတယ်ဒါကိုအရင်မှတ်မယ် buff to be buff to have buff to do model buffs ဗောနော် โอเคအဲ့ဒါရပြီဆိုလို့ရှင်ကျွန်တော်ကဒီ buff to b ရော buff to have ရော buff to do ရော model buff တွေမှာရောရှိနေတယ်ဒီ buff form လေးတွေကိုကျွန်တော်တခုချင်းနေရှင်းပြသွားမယ်ပေါ့နော်အရင်ဆုံးကျွန်တော် buff to b အပိုင်းကိုစရှင်းမယ်ပေါ့နော်โอเคအဲ့တော့ buff to b ဆိုတာကဒါတဲ့ buff form အပိုင်းတွေပေါ့နော်ဒါ buff form အကုန်လုံးရဲ့ buff form အပိုင်းတွေကိုကျွန်တော်စပြီးပြောအောင်အဲ့တဲ့မှာမှကျွန်တော်တို့ buff to b ကိုပြောမယ်ပြီးဝိုင်း buff to have ကိုပြောမယ်ပေါ့နော်โอเคအဲ့တော့ buff to b မှာဘာတွေပါလဲလို့ပြောရင် b am is are was were been been ဆိုပြီးတော့ဒီစလုံးလေးတွေပါတယ်ပြန်ဆိုကြည့်မယ်ပေါ့နော် back to be မှာဘာတွေပါလဲဆိုလို့ရှင် be am is are was were been been နာမည်တော့ okay အဲ့တော့ပြီးတော့အမျိုးအစားခွဲပြီးမှအမယ် bb က back 0လို့ခေါ်တာပေါ့နော်ကျွန်တော်နာမည်ပေးထားတာကျွန်တော်တို့ back 0ဆိုပြီးတော့တီးတဲ့နာမည်ပေးလိုက်တယ်ပေါ့နော်တနည်းအားဖြင့်သူက back infinitive ပေါ့နော်အင်္ဂလိပ်လို့ နော်တိတိကျကျခေါ်မယ်ပြောမယ်ဆိုရင် buff infinity ပေါ့နော်ကျွန်တော်တို့ကဒီမှာစာသင်လို့ကောင်းဆိုပြီးတော့ buff 0ဆိုပြီးတော့နာမည်ပေးလိုက်တယ်ပေါ့နော်ဟုတ်ကဲ့အဲ့တော့ဒီ buff 2နော် b ဆိုတဲ့ဒီစလုံးလေးက buff 0ဖြစ်တယ်စာမှတ်မယ်ဒီ msr ကဘဝံဖြစ်တယ်ပြန်ပြောမယ် msr ကဘဝံဖြစ်တယ်ညာမယ်နော် west war ဒီ buff 2ဖြစ်တယ် west ဝါဒီ buff 2ဖြစ်တယ် b e e n bin က buff 3ဖြစ်တယ် b i n g bin က buff 5 ng ဖြစ်တယ်ပေါ့နော် ။ Okay ဒါကိုအရင်မှတ်ရမယ်။ဘယ်ဟာတွေကဘဝံဘယ်ဟာတွေကဘက်တူးဆိုတာအရင်မှတ်ရမယ်ပေါ့နော်။ Okay ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့နောက်ထပ်ဘာလေးတွေမှတ်ရမလဲဆိုလို့ရှိရင်တခုကိအများကိလေးတွေမှတ်ရမယ်။နော် ISS ဒီဘာကိန်းလဲလို့ပြောလို့ရှိရင်ကျွန်တော်တို့တခုကိန်းပေါ့နော်နော် ISS ဒီဆိုရင်ဒီဥစားလေးနဲ့ရေးပေးမယ် ISS ဒီတခုကိန်း R ဒီအများကိန်းနော် West ဒီတခုကိန်းနော် Y ဒီအများကိန်းအဲကိန်းတွေကိုလည်းမှတ်ပေးထား เนาะโอเคအဲ့လိုကိန်းနေလက်မှတ်တာ AMM ကတော့မစင်းသားဘူးကျွန်တော်တို့ I နဲ့ပဲအမြဲတမ်းတွဲတယ်เนาะ IM ဆိုပြီးတော့အမြဲတမ်းတွဲတယ်ပေါ့เนาะโอเคအဲ့တော့ကိန်းနေလက်မှတ်ပေးထားရမယ် MSR ထဲမှာ S ကတစ်ခုကိန်း R ကအများကိန်း S ကတစ်ခုကိန်း R ကအများကိန်း BF2 ထဲမှာဆိုရင် West ကတစ်ခုကိန်း W ကအများကိန်းရမယ်နော်โอเคအဲ့တော့သူတို့တခုချင်းစီရဲ့အတိတ်ပဲဗာလဲလို့ပြောလို့ရှိရင်အတိတ်ပဲနှစ်ခုမှတ်ပေးထားမှာနံပါတ်1ဖြစ်ဒီနံပါတ်2ရှိဒီတနေရာမှာရှိတာကိုပြောချင်လို့ရှိရင် ကျွန်တော်တို့ back to b ဒီဒီအုပ်စုတွေစလုံးတွေကိုပဲတုံးပေးရမယ် msr westwar တွေပဲတုံးပေးရမယ်ပေါ့နော်โอเคအဲ့တော့ဒီဒီ msr westwar တွေအားလုံးရဲ့အတိတ်ပဲကဘာလဲလို့ပြောလို့ရှင်နှစ်ခုပဲရှိတယ်ဖြစ်သည်ဆိုတဲ့အတိတ်ပဲရှိနေသည်ဆိုတဲ့အတိတ်ပဲနှစ်မျိုးပဲရှိညာမယ်နော်โอเคဒါရင်မှတ်ပေးရမယ်ပေါ့နော်โอเคအဲ့ဒါရပြီဆိုလို့ရှင်ကျွန်တော်တို့ back to have ကိုဆက်သွားမယ်ပေါ့နော် back to have မှာအဲကျွန်တော်တို့ဘာတွေပါလဲဆိုတာအရင်ကျွန်တော်တို့မှတ်ရမယ်နော် have has have had had having အနောမဲ have has have had had having အတန်ထွက်ကိုဂယူဆိုင်ရမယ်ဒီနေရာမှာတချို့အတန်မထွက်နိုင်တာတွေ့ရရပေါ့နော်ဒီမှာစာလုံးအတန်ဆိုရင်စာလုံးအတန်နဲ့ပိတ်ပေးရမယ် has ဒီမှာ v အတန်ဆိုရင်နော် v အတန်နဲ့ပိတ်ပေးရမယ် have ဒီမှာ d အတန်မို့လို့ဓာရေးအတန်လေးနဲ့ပိတ်ပေးရမယ် had เนาะไอ้ไอ้ษาเนี่ยแหละตะชู่อ่ะเลี้ยงจิ๋นอ่ะมันไม่ป่ายมุสุรุษิญเลี้ยงจิ๋นอ่ะมั้ยบ่เนาะ has have had นะดาမျိုးนี้เลี้ยงจิ๋นไปอ่ะยามเนาะโอเคไอ้တော့ကျွန်တော်တို့အတန်လေးကိုပြောပြီးွားပြီဆိုရင်ကျွန်တော်တို့ဒီဟာလေးဆက်သွားမယ်เนาะ HAV have the အဲကျွန်တော်ခုနပြောသလို bab 0ဖြစ်တယ်เนาะ bab 0ဖြစ်တယ် bab infinitive ဖြစ်တယ်ပြီးရင် has เนาะ has ပြီးရင် have the ဘဝံဖြစ်တယ် ပြီး HAD hat ဒီ BF2 ဖြစ်တယ်လို့အဲ့ဒီ HAD hat ကပဲ BF3 လည်းဖြစ်တယ်။အပြီး BF ING ပြောပါစို့နော် having ပေါ့နော် HAVING having ဒီ BF ING ဖြစ်တယ်။ရမယ်နော်။ Okay အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဆက်ပြီးတော့ထပ်ဆင်းသားမယ်။ဒီ HAV have ဒီဘာအဓိပ္ပာယ်လဲဒီကောင်နေအားလုံးရဲ့အဓိပ္ပာယ်ကဘာလဲလို့ပြောလို့ရှိရင်မှားရှိတယ်။ပိုင်ဆိုင်မှုကိုပြောတာ။ နော်ပိုင်ဆိုင်ခြင်းကိုဖော်ပြတဲ့မှားရှိတယ်ငါ့မှာကားတစ်စီးရှိတယ်ငါ့မှာအိမ်အကြီးတစ်လုံးရှိတယ်စသဖြင့်ငါ့မှာညီကိုမောင်နှမအဲ၄ယောက်ရှိတယ်စသဖြင့်အဲ့လိုပိုင်ဆိုင်မှုတွေကိုဖော်ပြတဲ့အခါမှာသုံးတာဖြစ်တယ်ပေါ့နော်အဲ့တော့ back to help ကိုသုံးမယ်ဆိုရင်ကို့မှာရှေ့ကြောင်ပိုင်ဆိုင်ကြောင်ကိုပြောရင်သုံးမယ်ပေါ့နော် okay နောက်တစ်ခုနော်ဒီမှာကျွန်တော်တို့ဗာတစ်ခုမှတ်တာမှာ has လို့လည်းပြောသလို has got လို့လည်းသုံးလိုက်လို့ရတယ်နော် i မနော်မဆိုလို့ she has she has လို့လည်းပြောလို့ရတယ် she has God လို့လည်းသုံးလို့ရတယ်တူတူပဲနော်အဲ့လိုပဲ I have လို့ပြောလို့ရတယ်လို့ I've got လို့လည်းပြောလို့ရတယ်တူတူပဲအဲ့လိုတူတူပဲမဟုတ်လို့ဝင်ခတ်ထားတယ်ထဲ့ကျင်လည်းရတယ်မထဲ့ကျင်လည်းရတယ်နော်အတူတူပဲသုံးလို့ရတယ်အဲ့ဒါပထမအအောင်ဆုံးအခြေခံစစ်မှာဒါလေးကိုလည်းမှတ်ပေးထားရမယ်ပေါ့နော်အဲ့တော့ has got has နဲ့ has gone နဲ့အတူတူပဲနော် have နဲ့ have gone နဲ့ကလည်းအတူတူပဲဆိုတာကိုမှတ်ပေးထားရမယ်ပေါ့နော် has နဲ့ has gone နဲ့အတူတူပဲ have နဲ့ have gone နဲ့ကလည်းအတူတူပဲ ရမယ်နော်။ Okay နောက်တစ်ခုကျွန်တော်တို့ဗာမှတ်ရမလဲဆိုလို့ရှိရင်ဂိမ်းတွေကိုမှတ်ရမယ်။ HES has the တခုဂိမ်း HAV have ကအများဂိမ်းအကျန်တာတွေကစဉ်းစားကြရမလို့ကျန်တာတွေကဂိမ်းတွေစဉ်းစားကြရမလို့သူကတော့မှတ်ထားပေးရမယ် HAS has the တခု game HAV have the အများ game ရမယ်နော် Okay အဲ့ဒါဆိုလို့ရှိရင်ဒါကိုလည်းမှတ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ back to do ကိုဆက်သွားမယ်ပေါ့နော် โอเคအဲ့တော့ map to do မှာကြတော့ကျွန်တော်ဘယ်နှလုံးဒီမှာနမူနာပေးထားတယ်ဆိုတော့15လုံးနမူနာပေးထားတယ်ပေါ့နော်15လုံးနမူနာပေးထားဒါပေမဲ့ map to do မှာအများကြီးပဲเนาะကျွန်တော်တို့ရေးလို့တော့မကုန်ဘူးအများကြီးပဲအဲ့လိုပဲကိုယ်အင်္ဂလိပ်စာလေ့လာတဲ့အချိန်မှာတစ်လုံးပြီးတစ်လုံးအင်္ဂလိပ်အဲ့ buff တွေကိုမှတ်နိုင်တဲ့မြန်မှတ်သွားရမယ်ပေါ့နော်ဒါကျွန်တော်နမူနာလေးတစ်ခုပေးထားတာပေါ့နော်โอเคဒီမှာကျွန်တော်တို့စအောင်ဆုံးမှတ်ရမှာဗာလဲလို့ပြောလို့ရှိရင်ဒီ ဒီ back to do ရဲ့ buff on နေနဲ့ပတ်သက်လာရင်ကျွန်တော်တို့ back to ဘဝ1 back to ဘက်ထရီပြောင်းတဲ့အခါမှာဘဝ1ကနေ back to ဘက်ထရီပြောင်းတဲ့အခါမှာကျွန်တော်တို့ပုံစံနှစ်မျိုးရှိတယ် ED ပေါင်းသွားတဲ့เนาะပုံတံရှိတယ်เนาะ ED ပေါင်းသွားတဲ့ပုံတံဒီလို ED ပေါင်းသွားတဲ့เนาะ back စလုံးလေးတွေကိုကျွန်တော်တို့ကပုံမှန်ကရိယာလို့ခေါ်တယ် regular back တွေလို့ခေါ်တယ်ပုံမှန်ကရိယာလေးတွေဒါကသူက back to back ထရီလောက်တိုင်း ED ပေါင်းရုံပဲဒါပေမဲ့ပုံမှန်မှန်တဲ့ကရိယာတွေရှိတယ်သူတို့တွေက back အီဒီလည်းမပေါင်းဘူးပုံတင်နီးလည်းမရှိဘူးပေါင်းညင်တယ်လို့ပေါင်းတယ်ဖြစ်ချင်းတယ်လို့ဖြစ်နေတယ်ဒါဆိုကြက်ရမယ်ကျွန်တော်တို့ကအဲ့တော့ပုံမှန်မှန်တဲ့ carrier irregular bath တွေကိုတော့ကျွန်တော်တို့ကကြက်ပေးရမယ်ပေါ့နော် okay အဲ့တော့ကျွန်တော်ကဒါနမူနာလေးပြထားတာ15လုံးနမူနာပြထားတယ် okay အဲ့တော့ကျွန်တော်တို့စကြည့်မယ်ပေါ့နော်ဒီမှာဘလူးလေးတွေဥစားဖြစ်နေစလုံးလေးတွေပေါ့နော် watch w a t c h watch နော်သူ့အီဒီပေါင်းတယ် watched watched ဒါတွေတန်နေဆုံးမယ် D တန်လေးနဲ့ပိတ်မယ်ပေါ့နော် watched watched watching အခုဒီမှာအတန်ထွက်ကိုပြောကြအောင်လို့ဒီမှာ CH နဲ့ဆုံးတဲ့ဒီနေရာလေးဒီเนาะကျွန်တော်တို့အင်္ဂလိပ်စာမှာခြအတန်ထွက်ပါတယ်เนาะခြအတန်လေးထွက်နေတယ်နော်ထွက်ပေးရမယ်ရအောင်ထွက်ပေးရမယ် watch ပြီးရင် watched watched watching ညမနော် okay အဲ့တော့သူ့ရဲ့အဓိပ္ပာယ်ကဘာဖြစ်လဲဆိုတော့စောင့်ကြည့်တယ်เนาะစောင့်ကြည့်တယ်တခုခုမှာ TV ကြည့်တာတော့ TV ကိုကြာကြီးကြည့်နေတာမျိုးလေး TV ကြည့်တာ watch TV ပေါ့ အဲ့တော့ watch football match what a football match ဘောလုံးပွဲတွေကိုကြည့်နေရပါတော့အဲ့ဘောလုံးပွဲကိုအဲ့လိုကြာကြီး site ကြည့်နေရ watch ပဲပါတော့အဲ့လိုပဲဟိုကျွန်တော်တို့သူကနေတာကိုကြည့်နေလို့ရှိရင်လည်း watch ပဲအဲ့တော့တခုခုကိုကြာကြီးအဲ့လိုကြည့်နေတာကို watch လို့ခေါ်တယ်ပေါ့နော် okay နောက်တစ်ခုကျွန်တော်တို့နံပါတ်နှစ်နော်နံပါတ်နှစ်က watch နော်ဒီမှာဒီမှာ sh နော်ရှာတန်လीနော်ရှာအတန် sh ကရှာအတန်เนาะရှာအတန်ထွက်ပေးရမယ်ပေါ့เนาะโอเคအဲ့တော့ wash washed washed washing နော်လားဆေးကြောတာအဲ့တော့ရေနဲ့နိုင်နိုင်နင်းနင်းလေးဆေးတာတွေအကုန်လုံးကို wash လို့သုံးတယ်ပေါ့နော်။ Okay အဲ့တော့ wash နဲ့ပတ်သက်လာရင်ကျွန်တော်တို့ဟိုအတိတ်ပဲတွဲတဲ့ဟာလေးတွေပြောပါသေးရင် wash the car ကားကိုကားရေးဆေးတယ်ပေါ့နော်။ Okay နောက်တစ်ခု wash the dishes ဆိုရင်အိုးခွက်ပုဂံတွေဆေးတာ။ပြီးမှလို့ရှိရင်အဲ wash the clothes ဆိုလို့ရှိရင်အဝတ်လျှော်တာ။ wash the clothes ဆိုရင်အဝတ်လျှော်တာပေါ့နော်။ Okay နောက်တစ်ခု wash เนาะ wash my face ဆိုလို့ရှိရင်ကျွန်တော်မျက်နာတစ်တယ် wash my hand ဆိုလို့ရှိရင်ကျွန်တော်လက်စည်းတယ် wash my feet ဆိုရင်ခြေထောက်စည်းတယ်အဲ့ဒါ wash နဲ့ပတ်သက်တဲ့ဟာလေးတွေပေါ့ဟုတ်ကဲ့နောက်တစ်ခု rain ဆိုတာမိုးရွာသည်เนาะမိုးရွာသည်เนาะဒီမိုးရွာသည် rain အဲ့ဒါသူ့ရဲ့ verb 2က ed ပဲပေါင်းတယ် rained rained raining မိုးရွာနေသည်ပေါ့နော်โอเคအဲ့တော့ဒီနေရာမှာကျွန်တော်တို့ဗာလေးမှတ်ရမယ်ဆိုဘဝမ်းရဲ့သဘောပေါ့နော်ဘဝမ်းရဲ့သဘောလေးကဗာပဲဆိုရိုးရိုးဒီလို့ပဲပါတာဗျာ ဘဝလေးကိုကြာတော့ map 2ကိုကြာတော့ကျွန်တော်တို့ကခဲ့တီလို့ဘာသာပြန်မယ်ပေါ့နော်ခဲ့တီလို့ဘာသာပြန်မယ်အခု battery ကိုကြာတော့ကျွန်တော်တို့ကပြီးပြီလို့ဘာသာပြန်မယ်နော် map 5 ng ကကြာတော့နေတီလို့ဘာသာပြန်မယ်ပေါ့နော် okay အဲ့တော့ကျွန်တော်တို့ပြန်ယူပါဆို watch နော် watch ဆိုတာကစောင့်ကြည့်တီနော်စောင့်ကြည့်ခဲ့တီစောင့်ကြည့်ခဲ့ပြီးပြီးစောင့်ကြည့်နေတီ watching okay watch watch စေကြောတီ west စေကြောခဲ့သည် west စေကြောခဲ့ပြီးပြီး washin စေကြောနေသည်အဲဒီ rain မိုးရွာသည် rained မိုးရွာခဲ့သည် rained မိုးရွာပြီးပြီး raining မိုးရွာနေသည်အဲဒါမျိုးလေးဖြစ်သွားတာ Okay နောက်ခုဆက်ကြည့်မယ် die 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 ဆိုတာတည်ဆုံးသည်ကွယ်လွန်သည်ဆုံးပါသည်ပေါ့နော် die ဖြစ်သူကဣတိပေါ့နဲ့ died died dying dying ရတော့ တေလူဆဲဆဲဖြစ်နေတာကိုဒိုင်းရင်လို့သုံးတယ်ပေါ့နော်။ Okay နောက်တစ်ခုနံပါတ်5ကိုဆက်သွားမယ်။နော်နံပါတ်5မှာကျွန်တော်တို့ steady နော် steady ဆိုတာစာလေးလာတာကို steady လို့သုံးတယ်ပေါ့နော်။ Okay အဲ့တော့ steady ကိုကျွန်တော်က wine နဲ့ဆုံးတဲ့ကြောင့်မလို့ wine ကိုဖြုတ်တဲ့ ied ပေါင်းပါတယ်။နော် study steady steady steadying အဲ့မနော်ဒါစာလေးလာတာ။အဲ့မနော် steady english ဆိုလို့ရှိရင် english စာလေးလာတယ်ပေါ့နော်။ Okay အဲ့တော့ ဒါလေးတစ်ခါအတန်ထွက်ပြန်ပြောမယ် steady steadied steadied steadying ရမယ်နော် okay နောက်တစ်ခုကြည့်မယ် stop stop ဆိုတာကနော်ရက်တာနော်ရက်တာကို stop တားတာကိုလည်း stop ပဲနော်ရဲကကျွန်တော်ကားကိုတားလိုက်တယ်ဆိုရင် the police stopped my car နော်ရဲတွေကကျွန်တော်ကားကိုတားလိုက်တယ် stop လုပ်လိုက်တယ်နော် okay နောက်တစ်ခုကိုကကိုကကိုရက်လိုက်တာလဲဆိုရင် the car ရက်သွားတယ်ဆိုရင် the car stopped ကားရက်သွားတယ် အမနောကိနောက်ကစပြပြင်းမယ် stop stopped ဒီမှာဒီမှာဘလို့ပေါင်းလဲလို့ပြောခြင်းနဲ့ဆိုလို့ရှိရင်ဒီမှာ o လေးရှိတယ်ဒီနောက်ဆုံးစလုံးရဲ့အရှိမှာ o a e i o u တရတလုံးလုံးရှိလို့ရှိရင်ကျွန်တော်က double လုပ်တယ်ပေါ့နော် p ကို double လုပ်ပြီးမှ ed ပေါင်းအောင်အဲ့တော့ stopped stopped s t o p p e d stopped stopped stopping နော်ရန်နေတယ် okay နောက်က by where the အမီဒီကနေစပြီးနော်ခொနစ်ကနေစပြီးတော့ ed တွေမပေါင်းတော့ဘူးကြက်ရမယ်ပေါ့နော် by where the bought wegedi bought webibi buying wenidi okay now we sell yang di sold yang edi sold yang edi selling yang edi a sell sold sold selling at that point di ma no la tan li la tan li ne pay pi ya sell da da rui tan ne pay pi ya sold sold selling yang di အပြီးနောက်တစ်ခု can came can came in လာသည်ရောက်သည်သူအဓိပ္ပာယ်နှစ်ခုရှိတယ်နော် can came can came in ဒီမှာဘဝန်းနဲ့ဘက်ထရီနဲ့အတူတယ်ပေါ့နော်ဘဝန်းနဲ့ဘက်ထရီနဲ့ကအတူတူပဲညာမယ်နော် okay can came can came in လာသည်ရောက်သည်ပေါ့နော် okay နောက်တစ်ခု do did done doing နော်လုပ်သည်ပြုလုပ်သည်ပေါ့နော် do did done doing ပြုလုပ်သည် don't လို့မထွက်ရဘူးနော်ဒါက done လို့ထွက်ပေးရအောင်โอเคနောက်တစ်ခုဆက်ပြီးသွားမယ် eat eat ate eaten eaten စားသည် eat ate eaten eaten စားသည်နော်ဒါတစ်ခါတည်းမှတ်ရမယ်နော်โอเคနောက်တစ်ခုကျွန်တော်တို့ leave ပေါ့နော် ali v leave စားထွက်သွားအဲ့ဒါ v တန်နဲ့ပိတ်ပေးရမယ်နော် leave left ဒါကနော် f နဲ့ ta နဲ့ နော်ဖောက်ထုံးတဲ့ထားထဆင်သူအတန်နဲ့ပိတ်တဲ့အတန် left ဒါ leave ဒါ left left leaving ထွက်ခွာတယ်နော်ထွက်ခွာထွက်ခွာတာကနော်ဟိုယထားထွက်သွားတယ်ဆိုရင် the train left ယထားထွက်သွားခဲ့တယ်နော်သူမအိမ်ကနေထွက်သွားတယ်ဆိုရင် she left home နော်အဲ့လိုမျိုးတွေရတယ်ပေါ့နော်ငါထွက်ခွာတယ် လူထွက်ခွာလဲရတယ်ယင်တမျိုးမျိုးထွက်ခွာသွားတယ်ဆိုရင်လည်းရတယ်ပေါ့နော်။ Okay နောက်တစ်ခု fall ပြုတ်ကြတယ်နော် fall fell fallen falling ပြုတ်ကြသည်ပြန်ပြောမယ် fall fell လာတယ်နဲ့ပြင်မယ် fell fallen falling ပြုတ်ကြသည်ရမယ်နော်။ဥပမာ she fell off the ladder သူမလေကားပေါ်ကပြုတ်ကြသွားခဲ့တယ်ပေါ့နော်။ Okay နောက် Salehu Sajime, forget, forgot, forgotten, forgotten. Miliodhi, midhi hivyo. Forget, forgot, forgotten, forgotten. Midhi hivyo. Ring, rang, rang, ringing, adhan midhi. Ring, rang, rang, ringing, adhan midhi. Ring, rang, rang, ringing, adhan Ring, midhi. Yame no? Adhan midhi. Dada, I, A, I, A, U. I, A, U. เนาะ ring rang rang ringing အတန်းမြည်တယ်ဟုတ်ကဲ့အဲ့ဒါဆိုလို့ရှိရင်เนาะဘာတွေအတန်းမြည်တာလဲလို့ပြောလို့ရှိရင်ဒီ degree ဘယ်မှာသုံးလဲဆိုတော့ကိုယ့်ရဲ့ဖုန်းအတန်းမြည်တာဖုန်းလာလို့ရှိရင်ဖုန်းဝင်လာအတန်းမြည်တာကိုသုံးတယ်ပေါ့เนาะ my phone is ringing เนาะ the phone is ringing အတန်းမြည်နေတယ်ပေါ့အော်ကဲအဲ့လိုပဲတကားခေါလောင်းတမ်းမိတာဒေါ်ဘဲဒီအတမ်းမိတာကိုလည်းဒီစလုံးနဲ့ပဲသုံးမယ် ring နဲ့ပဲသုံးမယ်ပြီးသွားလို့ရှိရင်ကျွန်တော်အလန်းအတမ်းမိတာလည်းဒီ ring နဲ့ပဲသုံးမယ်ပေါ့နော်အဲ့ဒါလေးတွေမှတ်ထားပေးရအောင် ဟုတ်ကဲ့အဲ့ဒါဆိုလို့ရှင်ဒီဘဝန်းကနော်အဲဒီမှာဟိုကျွန်တော်တို့မှတ်မှတ်ရပါဆိုဒီဘဝန်းပေါ့နော်ဒီ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 အကုန်လုံးဒီဘက်ချမ်းမှာရှိနေတဲ့ဘဝန်းတွေအကုန်လုံးပေါ့နော်ဒီဘဝန်းဒီဘဝန်းတွေအကုန်လုံးဒီတနည်းအဖြစ်ဘက်0ပဲတူတူပဲဘက်22မှာဘဝန်းတွေအကုန်လုံးဒီဘက်0ဖြစ်တယ်ပေါ့နော်ဒါလေးတစ်ချက်မှတ်ပေးထားနော်โอเคနောက်တစ်ခုဆက်ပြီးမှတ်ရမှာဗာလဲလို့ပြောလို့ရှင်ကျွန်တော်တို့ ဒီဘဝန်းကိုကျွန်တော်က eat လို့ပြောတယ်ပေါ့နော်ဘဝန်းကို eat လို့ပြောတယ် okay ဘဝန်း ses ဆိုတာရှိသေးတယ်အဲ့ဒါတော့ s လေးပေါင်းလိုက်တယ်ပေါ့နော်ဘဝန်းမှာ ses လေးပေါင်းလိုက်တယ်ပေါ့နော်ဘဝန်း ses ဖြစ်သွားတယ်ညာမယ်နော် okay အဲ့ဒါဆိုလို့ရှိရင်နောက်တစ်ခုဘာမှတ်ရမလဲဒီဘဝန်းနေမှန်သမျှမှတ်ရမှာနော်ဒီဒီဘဝန်း line အကုန်လုံးမှတ်ထားပြရမယ်သူတို့သူတို့ကဘဝန်းမှာ ses ပေါင်းတာနဲ့မပေါင်းတာဆိုပြီးနှစ်မျိုးရှိတယ်ဒီမှာဒီမှာနမူနာပြထားတယ်နော် eat ကိုရိုးရိုးရေးတယ် eat မှာ s ထည့်တာလည်းဘလို့กว่าလဲအဲ့လိုပဲဒီလိုဒီဒီစလုံးလေးကိုပဲကြည် RNG ring နော်ဒါဘဝန်းစလုံးအဲ့ဒါကို s ထည့်ရင် RNGS ring ဖြစ်သွားမယ်အဲ့လိုပဲ forget ကိုကြည် FYGET forget အဲ့ဒါကို ဒါဘဝံယိုယိုဖြစ်တာဗောနော်ဘဝံယိုယိုအဲ့ဒါ SES ပေါင်းမယ်ဆိုရင် F O R G E T S S ထည့်ပေးရမယ် forgets ဖြစ်သွားမယ်ဟုတ်ပြီအဲ့လိုထည့်လိုက်ရင်ဘာကွာသွားလဲဘာတွေဖြစ်သွားလဲလို့ပြောလို့ရှင်နော်ဒီလိုမျိုးဘာမှမပေါင်းတော့ SES မပေါင်းထားတဲ့ဘဝံကိုကျွန်တော်တို့ကအများကြီးလို့ယူဆတယ်နော်တတ်မှတ်တယ်နော်ပြီးသွားလို့ရှင်ဘဝံ SES ပေါင်းထားတဲ့ဟာကိုကြတော့တစ်ခုကြီးလို့မှတ်ထားပေးရမယ်ဗောနော် ဟုတ်ကဲ့အဲ့တော့ပြန်ပြောမယ်ဘဝမ်းမှာ SCS မပေါင်းထားရင်အများကြီးဘဝမ်းမှာ SCS ပေါင်းရင်တစ်ခုကြီးเนาะโอเคရမယ်เนาะဥပမာဆိုပါတော့ DO2 ပေါ့ DO2 ဆိုတာပြုလုပ်ဒီပေါ့เนาะ DO2 ပြုလုပ်ဒီဟုတ်ပြီအဲ့ဒါကိုကျွန်တော်ကအများဟိုတစ်ခုကြီးလုပ်မယ် DOES test ဒါဘဝမ်းပဲဘဝမ်းပဲဒါပေမဲ့ကိန်းမတူတော့ဘူး DO2 ဒီဟိုအများကြီးเนาะ DES ဒီတစ်ခုကြီးเนาะ SD ESD ပေါင်းတာကိုပြပြတာပေါ့เนาะ ဟုတ်ကဲ့အဲ့တော့ဒါဘဝံကိုပေါင်းတာကိုပြောတာဘဝံကိုပဲလုံးလို့ရတယ်ဘတ်တူကဘာမှမရှိဘတ်တူကဘာမှလုတ်เสียရမလို့ဒီဘတ်တူလိုင်းကဘာမှလုတ်เสียရဖို့မရှိတာဘဝံမှာသာနှစ်ခု꿰သွားတယ် SCS ပေါင်းတာနဲ့မပေါင်းတာဆိုပြီးတော့ဒီမှာနှစ်ခု꿰သွားတယ်ဘဝံမှာကြတော့ရမယ်နော်နောက်တစ်ခုမှထားမှာဘဝံ SCS မပေါင်းတဲ့ဘဝံတွေကိုလုံးဘာလို့သတ်မှတ်လဲဆိုတော့ birth infinitive လို့သတ်မှတ်တယ်နော်ဒါလေးကအရင်ရေးကြည့်တယ်နော်ကျွန်တော်တို့မှတ်ကြမယ်နော်အနောက်ရှေ့ဆက်ပြီးကျွန်တော်တို့ရှင်းတဲ့အခါမှာဒါကအရင်ရေးကြည့်တာလေးနော်ဒါလေးကအရင်ရေးကြည့်လာမယ်ပေါ့နော် โอเคအဲ့ဒါဆိုရင်ကျွန်တော်တို့ဆက်သွားမယ် model buff အကြောင်းကိုဆက်လာပြီပေါ့နော် model buff အကြောင်းကိုရောက်လာပြီโอเค model buff ကဘာတွေလဲလို့ပြောရင်အရင်ဆုံး model buff မှာဘာတွေပါလဲဆိုရင်ကိုယ်အဲ့ဒါကိုအရင်ဆုံးအလွတ်ကျရမယ် can could will would shall should may might must ကျွန်တော်အပူပေးပေးထားတဲ့ have to had to အမေနော်โอเค must have to had to ရမယ်နော်ဒါကဘဝံ သူတို့ရဲ့ back 2က had to ပေါ့ဒီမှာ back 1 back 2ခွဲပြီးထားတယ်ကန်ရဲ့ဘက်တူက could ဝဲရဲ့ဘက်တူက would ရှယ်ရဲ့ဘက်တူက should မေရဲ့ဘက်တူက might အမီနော် okay မက်ဆီရဲ့ဘက်တူက have to အဲ့လိုပဲ have to ရဲ့ဘက်တူကလည်း had to နော်အရမ်းမယ်လို့ထင်တယ် okay အဲ့တော့ဆက်ပြီးပြောမယ်သူတို့ရဲ့နောက်မှာဒီ moral back တရဲ့နောက်မှာဘာလိုက်လဲပေါ့နော်ဒီ moral back တရဲ့နောက်မှာဘာလိုက်လဲလို့ပြောလို့ရှိရင်ကျွန်တော်တို့ back 0လိုက်တယ် ်ဘပ်0လိုက်တယ်မော်ဒယ်ဘပ်တည်းနောက်မှာပါလိုက်လဲဘပ်0လိုက်တယ်ဆိုတာမှတ်ထားပေးရညာမယ်နော်โอเคဘပ်0ပဲလိုက်တယ်ဆိုတာမှတ်ထားပေးရโอเคအဲ့ဒါမမှတ်ခင်ကျွန်တော်ဒါလေးကိုအရင်ပြောဦးမယ်နော်ဒီကန်ကန်နဲ့အတိပ္ပယ်ကဘာလဲလို့ပြောရင်ကန်ရဲ့အတိပ္ပယ်ကနိုင်သည်ဝယ်ရဲ့အတိပ္ပယ်ကလိမ့်သည် shell ကလည်းလိမ့်တာပဲ shell လည်းလိမ့်တယ်မေကနိုင်ကောင်းနိုင်လို့ဒီနိုင်ကောင်းနိုင်သည်ဆိုလို့ရှိရင်မေ မတ်စ်ကကြတော့ရမြည်ပေါ့နော်အမီဒီဘက်ချမ်းမှာကြည့်မယ်ဘက်2ပိုင်းမှာကြည့်မယ်ဆိုရင်ဒီကောင်ကနိုင်ခဲ့သည်ပေါ့နော်ဒါနိုင်ခဲ့သည်ဒါပြဿနာမရှိဘူးဝုဒ်ကခက်နော်ခက်လိမ့်ညီနော်လိမ့်ခဲ့သည်ပေါ့အဲလိမ့်ခဲ့သည်လို့ပါလာပြန်ပြရမယ်ရှစ်ကတင့်သည်နော်ရှစ်ကတင့်သည် မိုက်ကဖို့များတယ်မိုက်ကဖို့များတယ်ဒါဒီအဓိပ္ပာယ်ကိုကြက်ပေးရမယ်နော် ဖို့များဟတ်တူကခဲရသည်နော်ဟတ်တူကခဲရသည်နော်တလုံးမကြံအကုန်မှတ်ရမယ်ပေါ့နော်ဒါတွေကโอเคအဲ့တော့ကျွန်တော်တို့သူတို့ရဲ့နောက်မှာပါလိုက်တယ်လို့ပြောလိုက်လဲဘက်ဇီရိုလိုက်တယ်လို့ကျွန်တော်ပြောထားတယ်ဥပမာတစ်ခုကျွန်တော်တို့စပြီးရှင်းပြမယ်ဟိုကန်ရဲ့နောက်မှာပေါ့နော်ဟို back to b တဲ့ရဆိုလို့ရှိရင် beb ပဲလိုက်လိုက်ရမှာဘာလဲဆို back to b မှာကျွန်တော်ပြောခဲ့တယ် back 0ဒီ beb ဒီအဲ့တော့ကံရနောက်မှာ MSR လဲလို့ရလားဆိုတော့လုံးဝမရဘူး BEB ကလွဲပြီးဘာမှလဲလို့မရဘူး BEB to B ထဲက BEB ပဲလဲလို့ရဘာကြောင့်လဲဆိုတော့ BEB to B အုပ်စုထဲမှာ BEB 0ဒီ BEB ဖြစ်နေလို့အဲ့လိုပဲ BEB to have ထဲမှာ HAV have တလုံးပဲလဲလို့ရမယ်ကျန်တာဘာမှလဲလို့မရဘူးဒီ model BEB တွေရဲ့အနောက်မှာကံကုတ်ဝဲဝဲရှဲရှုမီမက်မဲဆိုတဲ့နောက်မှာနော် BEB to B တွေကဆို BEB ပဲလဲလို့ရမယ် BEB to have ထဲကဆိုရင် have ပဲလဲလို့ရမယ် BEB to do တွေကဆိုလို့ရှိရင် SES မပါတဲ့ဘဝန်းတွေပဲလဲလို့ရမယ် ရမယ်နော်အာတခါတည်းမှတ်ရမယ် map 0ပဲလဲလို့ရမယ်ဆိုတာတခါတည်းမှတ်ရမယ်နော် can be will be should be နော် can have will have should have နော် map 2 do တဲ့မှာဆိုရင် scs မပေါင်းထားတဲ့ဘဝန်းတွေရမယ် scs မပေါင်းထားတဲ့ဘဝန်းတွေဒီမှာအပေါ်မှာပြောခဲ့ပြီးပြီ scs မပေါင်းထားတဲ့ဘဝန်းတွေဒီ map 0ဖြစ်တယ်လို့ပြောခဲ့ပြီးပြီအားကြောင့်မလို့ can eat no will eat no should eat အဲဒါမျိုးလေးတွေသုံးတာပေါ့နော် okay အဲ့ဒါဒါကိုအရင်မှတ်ပါเนาะဒါတွေအရင်မှတ်ပြီးမှကျွန်တော်တို့ကเนาะအင်္ဂလိပ်စာကိုဆက်ပြီးတော့လေ့လာသွားလို့ရမယ်ပေါ့နော် okay ပြီးသွားလို့ရှိရင်ကျွန်တော်နောက်ဗီဒီယိုတစ်ခုမှာเนาะဒီ subject နဲ့ verb နဲ့တွဲပုံတွဲနည်းလေးတွေကိုပြောပြသွားမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ